ျွန်တော်တို့ Bruce Lee ရဲ့1 inch punch ကတော့ကျွန်တော်တို့ကဘယ်ကစလဲဆိုရင်ကျွန်တော်တို့ martial arts အမြင်နဲ့ပြောရင်သူက6တော့က stance ဆိုတဲ့ခြေကုပ်အား ground အားယူတယ်ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်မြန်မာယူရအတိုင်းပညာရဲ့ပုံစံအရပြောမယ်ဆိုရင်ပထဝီဓာတ်ကိုယူထားတယ်။နောက်သူ့ရဲ့ force ကိုထုတ်တဲ့အခါကျရင်ကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ movement နဲ့အတူတူကျွန်တော်တို့လေအားကိုယူရပါတော့။အဲ့တော့ကျွန်တော်တို့ကဘယ်အားနှစ်ခုယူလဲဆိုရင်ကမ္ဘာဆွဲအားနဲ့ ကျွန်တော်တို့ gravitational force နဲ့ကျွန်တော် wind power ဆိုတော့ကျွန်တော်ဝါရောတက်ကိုယူပြီးတော့မှထိုးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်အားစုပြီးတော့မှထိုးရတာဖြစ်တဲ့အတွက်ရုပ်တရက်တိုက်ခိုက်တဲ့အခါကျတော့အဲ့လိုသွားသုံးလို့မရဘူးဒါမဲ့တကယ်ကိုလေ့ကျင့်တဲ့အခါမှာအဲ့လိုမျိုးလေ့ကျင့်ခြင်းအပြင်ကျွန်တော်တို့ okay ခွဲတာလို့နောက်ပါကျွန်တော်တို့စွမ်းရည်ပြတဲ့နေရာတွေမှာဟုတ်ကဲ့ကျွန်တော် martial power scale တွေပြတဲ့အခါပါဘောနော်ကျွန်တော်ရေခဲလုံးတွေခွဲတဲ့အခါမှာအဲ့လိုမျိုး1 inch punch အပုံစံအာယူပွဲပုံစံမျိုးနဲ့တွားပြီးတော့မှကျင့်လို့ရတယ် အဲ့လိုပုံစံမျိုးကိုကျင့်ထားခြင်းအပြင်ကျွန်တော်တို့အိုခဲခွဲတဲ့အခါကျွန်တော်ကိုယ်တိုင်လည်းခွဲမှုတယ်ကျွန်တော်ဆိုရင်တော့လက်တီးနဲ့မခွဲဘူးလက်တီးမှာအတမမရှိသေးပဲခွဲရင်အရိုးမှာအန်တီဖြစ်စင်နိုင်တယ်လို့ပဲကျွန်တော်မခွဲဘူးလက်တီးနဲ့ကျွန်တော်လက်ဖောင်နဲ့တလမကွာနေအိုခဲခွဲဗီဒီယိုလေးတော့ကျွန်တော် TikTok မှာတင်လာဘူးတယ်အဲ့တော့ကျွန်တော်ဘလို့အားယူရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ယူတဲ့ပုံစံကိုကျွန်တော်ပြပြတာဖြစ်တယ်